ဒီတစ်ခေါက်မှာတော့ထိုင်ဝမ်မှာပညာသင်ကြားဖို့စိတ်ကူးထားတဲ့လူငယ်တွေအတွက်အရေးကြီးတဲ့တရင်းကောင်းတစ်ခုလေးကိုမျှော်ရပေးချင်ပါတယ်။အဲ့ဒါကတော့ထိုင်ဝမ်ရဲ့နာမည်ကြီး Language School Program တွေအတွက်2026ခုနှစ်အင်တိတ်တွေကို အခုကတည်းကစတင်လျှောက်ထားလို့ရပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဆိုတော့ထိုင်ဝမ် Language School Program ဆိုတာဘာလဲ?ဒါကရိုးရိုးတရုတ်စာသင်တန်းကြောင်းတီးတက်မဟုတ်ပါဘူး။ သူတို့ပညာရေးကိုဆက်လက်တက်ရောက်နိုင်ဖို့အဓိကတရားထိုးထားပေးတဲ့ဘာသာစကားသင်တန်းကျောင်းတွေပါ။ဘာတွေသင်ရမလဲ Mandarin Chinese Traditional ကိုအဓိကထားသင်ကြားပေးပါတယ်။ဒါဆိုရင်ဘယ်လောက်ကြာမြင့်ပါလဲ။စုစုပေါင်း2နှစ်အထိတက်ရောက်သင်ကြားခွင့်ရှိပါတယ်။ဘယ်လိုတက်ရမလဲ3ကိုတက်ဆက်မစတာဖြစ်ပြီးတော့တစ်နှစ်မှာ၄ကျင်းအင်းသိခေါ်ယူလာကြောက်ကိုယ်နဲ့အဆင်ပြေမဲ့အချိန်ကိုရွေးချယ်လျှောက်ထားနိုင်ပါတယ်။ဥပမာ March ကျော်စက်တင်ဘာဒီဇင်ဘာစသဖြင့်ဖြစ်ပါတယ်။ဘာအခွင့်အလမ်းတွေရမလဲ။ဒီ program ကိုနှစ်နှစ်တက်ရောက်ပြီးသွားရင်ထိုင်ဝမ်မှာပဲတက္ကသိုလ်ပညာရေးကိုဓာတ်ရိုက်ဆက်လက်တက်ရောက်နိုင်ပါတယ်။ဒီ program ကဘလို့လူတွေအတွက်အသင့်တော်ဆုံးလဲ။မြန်မာနိုင်ငံမှာစက်နှစ်တန်းအောင်မြင်ပြီးသူတွေဒါမှမဟုတ်တက္ကသိုလ်ဒုတိယနှစ်အထိပြီးဆုံးထားသူတွေပြဘာသာစကားကို ပိုင်နိုင်စွာသင်ယူခြင်းတို့များ Mandarin Chinese ကိုအခြေခံကနေစပြီးတော့ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာချင်သူတွေအထူးသဖြင့်ထိုင်ဝမ်ကတက္ကသိုလ်တွေမှာ Chinese Talk Program တွေနဲ့ပညာသင်ကြားလိုသူတွေအတွက်ဒါကမဖြစ်မနေလိုအပ်တဲ့ပြင်ဆင်မှုတစ်ခုပါပဲ။ဘာသာစကားကျွမ်းကျင်သွားတဲ့အခါမှာ University မှာရှိတဲ့ major ရွေးချယ်စရာအခွင့်အလမ်းတွေလည်းအများကြီးပုံမှန်ခြေပြန့်သွားပါလိမ့်မယ်။ကုန်ကြစိတ်အနေနဲ့ဘယ်လောက်ရှိမှာလဲ။ကျောင်းသားကအနေနဲ့ကတော့ တက်ဆက်မစ္စတာ3လကိုပြန်မြထိုင်ဝမ်ဒေါ်လာ2000ကနေပြီးတော့2800ဝန်းကျင်ခန့်ကျတဲ့ပါမယ်။ဒါတွေကလည်းကြောင်းပေါ်မှုတည်ပြီးတော့အနည်းငယ်กว่าချနိုင်ပါတယ်။ဒေတာဆိုရင်တော့အချိန်မဆွဲဘဲအခုကလေးကနေပြီးတော့စတင်ပြင်ဆင်လိုက်ပါ။လိုအပ်တဲ့စာရစာရန်တွေပြင်ဆင်ဖို့နဲ့ရှောက်လာ process တွေအတွက်အချိန်တစ်ခုပေးရတာမို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့လုံးဝလက်မတင်ကြပါဘူး။